အညောဆင်ယုံဒီနေ့ဗီဒီယိုလေးမှာတချို့တင်မိမဲ့ဟန်ဂျာကတော့လွယ်လွယ်လေးပါ။သူကတော့ချွဲဆိုတဲ့ဟန်ဂျာဖြစ်ပါတယ်။သူကတော့တုံးများတဲ့ဒီမီနင်းနေတော်များများနဲ့မှပါတယ်ပေါ့နော်။အဲဒါကြောင့်မလို့ချွဲဆိုတာကတခုခုအဖြစ်ဆုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဥပမာအကောင်းဆုံး၊နှုတ်အလားဆုံး၊နှုတ်အမြင့်ဆုံး၊အနှိမ်ဆုံးစသဖြင့်ပေါ့နော်။တခုခုကိုလုံးဝ ဆုံးထိဖြစ်နေတဲ့ level တခုအဆုံးထိရောက်နေပြီအကောင်းဆုံးဖြစ်တယ်အဲ့လိုပြောချင်တဲ့အချိန်မှာအတုံးလို့ရတယ်အကောင်းဆုံးမဟုတ်လဲအဆိုးဆုံးပေါ့နော်တခုခုဒီထဲမှာထည့်တဲ့ဒီအခြေအနေနဲ့လိုက်ပြီးတော့တခုခုအဖြစ်ဆုံးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့မိနစ်ဖြစ်ပါတယ်အဲဒါကြောင့်မလို့ပထမအဆုံးတစ်ချက်လို့ကြည့်အောင်ချွဲကိုဒီစကားကတော့အကုန်လုံးသိမှာအကောင်းဆုံးဟုတ်တယ်မလားဟာတော့ချင်းချက်ချွဲကိုရာနေအရန်ကိုတော်တာပဲနေအကောင်းဆုံးဖြစ်တယ်လို့ပြောချင်တယ်ဆိုရင်တစ်ချက်လို့ချွဲကိုလို့ပြောလို့ရပါတယ်ပြီးရင်နောက်တစ်မျိုးအဓိပ္ပာယ်ကဒီမှာရှိရကိုက 미에내소래레베올레똥노야레체로고리아루로루인 녹바고 미에나 그러면 두 개의 센지페 최저수라자로 체로 낫다 နိုင်ငယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေတာလေဟန်ချာဖြစ်တဲ့အတွက်ကြောင့်မလို့ now video တွေမှာကြုံလို့ရှိရင်တော့ချေထပ်ပြီးတော့တင်ပေးပါမယ်အဲဒါကြောင့်မလို့ခူဆိုတာကမြင်တာချော်ဆိုတာကနိုင်တာအဲဒါကြောင့်မလို့ချဲနဲ့ပေါင်းလိုက်တယ်ဆိုရင်အမြင်ဆုံးအနိုင်ဆုံးဖြစ်ကုန်တာပေါ့သူကလည်းပဲ53ချေတို့တပေး graph တွေပါတွေကိုရေးတဲ့အချိန်မှာဆိုလို့ရှိရင်အနိုင်ဆုံးကဗာလဲအမြင်ဆုံးကဗာလဲပြောချင်တယ်ဆိုရင်တုံးလို့ရတယ်လို့မိုးလေဝသတို့ယာရီဦးတို့အကြောင်းတို့ဒါမှမဟုတ်ရင်ခဏန်းတစ်ခုခုကို ဒီပြန်ရှင်းပြနေတဲ့ listening တို့တခြားအဲ့လို reading တို့အဲ့လိုအကြောင်းအရာလေးတွေမှာဆိုရင်ရှယ်လို့အသုံးများတယ်ရပါတော့အဲ့ဒါကြောင့်မလို့ချွဲကိုဆိုတာအမြင်ဆုံးချွဲကျော်ဆိုတာအနေဆုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ချွဲကိုကပြီးနောက်ထပ်အဓိပ္ပာယ်တစ်မျိုးကခုနပထမအဦးဆုံးရှယ်လို့ပြောခဲ့တဲ့အကောင်ဆုံးဆိုတဲ့အဓိပ္ပာယ်ကိုလည်းသုံးလို့ရတယ်ရပါတော့ဆက်ပြီးနောက်တစ်ခုကဦးစုဦးစုဆိုတာကထူးချွတ်နေဆိုတဲ့အဓိပ္ပာယ်အဲ့ဒီကြောင့်မလို့ချွဲပေါင်းလိုက်တော့ဒီထဲမှာလာပေါင်းနေဆိုရင် အထူးချွတ်ဆုံးပေါ့ ဒါကြောင့်မလို့ချွဲဦးစုအထူးချွန်ဆုံးအနောက်ကနေစုပေါင်းလိုက်ရင်ချွဲဦးစုဆောင်အထူးချွန်ဆုံးစုဆိုတဲ့အဓိပ္ပာယ်ရမှာနော် ပြီးရင်နောက်တစ်ခုကကြတော့ချွဲကူကကူကပ်ဆိုတာအစင်မြင့်နေဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါတန်ဖိုးရှိတယ်အစင်မြင့်နေအဲဒါကြောင့်မလို့ချွဲကူကပ်ဆိုရင်အစင်မြင့်ဆုံးဆိုတဲ့အဓိပ္ပာယ်ဥပမာအားဖြင့်တချို့လိုဟိုတယ်တွေပါတယ်ဆိုလို့ရှိရင်5 star တို့အဲလိုတမလားအဲ့လိုမျိုးနည်းနည်းဘယ်လိုပြောမလဲနည်းနည်း တနေ့ခန့်ခန့်နားနားရှိပြီးရောဈေးကြီးရဲ့ဒီလိုဟိုတယ်တွေကိုချေရောချဲကိုကပ်ဟိုတယ်အလိုလဲပြောလို့ရတယ်ရမနော်အဲ့ဒါကြောင့်မလို့ချဲကိုကပ်ဆိုတာကအမြင့်ဆုံးအကောင်းဆုံးအလိုအရေးပဲရမနော်တူနဲ့တူတဲ့အရေးပဲကချဲဆောင်ဒါကလည်းအကောင်းဆုံးဆိုတဲ့အရေးပဲဘယ်မှာတုံးလဲဆိုရင်ပစ္စည်းတွေရဲ့ quality ကိုပြောတဲ့အချိန်မှာတုံးပါတယ်ဟောဖုန်ကြီးတွေချဲဆောင်ရည်ရူးလို့ပြောတဲ့ဆိုရင် quality ကတော့အကောင်းဆုံးဖြစ်ပါတယ်လို့ပြောချင်တဲ့အချိန်မှာတုံးတဲ့မြင်းင်းဖြစ်ပါတယ်ချဲဆောင်ချဲကိုကပ်ရမနော်အကောင်းဆုံး ဆိုတဲ့အတိတ်ပဲဘလို့အကောင်းဆုံးလဲဆိုရင်ပစ္စည်း quality လို့ရမယ်နော် facility တွေကောင်းတာဟာတို့အဲအလိုနေရာမှာပြောတဲ့အကောင်းဆုံးဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကကြတော့최첨단첨단ဆိုတာကရှိပြီဖြစ်ပြီးတော့တိုးတက်တယ်ဆိုတဲ့အတိတ်ပဲဥပမာအဖြစ်နီးပညာတွေပါတယ်ဆိုရင်တိုးတက်တာပေါ့စပစ်စီတွေပါတယ်ဆိုရင်လည်းတိုးတက်တာအဲဒါကြောင့်မလို့ချေလို့최첨단ဆိုလို့ရှိရင်အစ်မြင့်ဆုံးဆိုတဲ့အတိတ်ပဲသူကအနောက်ကနေချေလို့ ကြီးစုလို့ခေါ်တဲ့ဤပညာတို့အမှမဟုတ်ပဲနဲ့ system တခုခုပြောနေတယ်ဆိုရင် English ကနေမွေးလာတဲ့ word ရောဖြစ်တယ် system ဆိုတဲ့စကားတို့ဒါမျိုးတွေကိုတစ်ချက်တို့တုံးလို့ရပါတယ်ချွဲချုံတန်းကြီးစုဆိုရင်အစီအမြင်ဤပညာအလိုရည်ပဲချွဲချုံတန်း system အစီအမြင်နဲ့ system နေအဲဒီမျိုးတွေကိုတစ်ချက်တို့တုံးလို့ရတယ်ရပါတော့ပြီးပြီဆိုလို့ရှိရင် 또하러리로세비스일발이니비니냐리거나엘미오바니마떠내미니너비엔르고와 최선 아 제가 최선을 다하겠습니다 루크나크나 별아자불라라면되고버너 아성피아웃너 조사바메루 별의 제마 별의 아성 최선 또하루 나가네요 최선을 အာဟာတာဆိုပြီးတော့ valve အနေနဲ့ဒီလိုမျိုးပေါင်းပြီးတော့တုံးလို့ရပါတယ်အဲ့ဒါကြောင့်မလို့ traditional ဒါ kiss me ဒါကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပါမယ်ကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပါမယ်ဆိုတဲ့အဓိပ္ပာယ်မှာပြောတယ်အကောင်းဆုံးချေဆုံးရမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ချဲကြုံချဲကြုံဆိုတာကနောက်ဆုံးခြုံဆိုတာကပြီးဆုံးနေဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကြောင့်မလို့ချဲကြုံဆိုတာကနောက်ဆုံး final ဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်ဥပမာ final ပါလေ company မှာ final ကို report တွေပိုင်းတွေရေးပြီးတော့ပို့လိုက်တယ်။ဟာဒါလေးကိုထပ်ပြင်မိပါအောင် okay အဲဆိုရင်တစ်ခေါက်ထပ်ပြင်တယ်။အဲဆိုရင်နောက်ဆုံးပို့လိုက်တယ်ဆိုရင်ဟာ icon ချဲကျုံဖိုင်ရီမီတာအဲဆိုရင်ကျွန်တော်နောက်ဆုံးပြင်လာတဲ့ file ဖြစ်ပါတယ်ပေါ့။ချဲကျုံဆိုတာနောက်ဆုံးထပ်ပြင်စီရမလို့တော့ဒါမနော်ဒီကိုကိုပြီးွားပြီဆိုတဲ့အတိပဲနောက်ဆုံးဆိုတဲ့အတိပဲဒါမနော်အဲ့ဒါကြောင့်မလို့မြန်မာလိုကတော့အကောင်းဆုံးလို့ဒီမှာလည်းအကောင်းဆုံးအစီအမြင့်ဆုံးဒီမှာလည်းအကောင်းဆုံးတုံးမိမယ်ကိုရီးယားမှာကျတော့ချီနီရလိုက်ပြောင်းပြီးတော့ ဒီလိုထည့်ပြီးတော့တုံးတယ်မိနင်းလေးတွေရတယ်နဲ့ကွာတယ်ပေါ့နော်အဲဒါကြောင့်မို့ဒါကတော့ချွဲနဲ့ ပတ်သက်တဲ့ဟန်ဂျာမီနင်းလေးတွေဖြစ်ပါတယ်။ဒီမီနင်းလေးတွေကိုတခြားကြည့်ပြီးတော့ဒီမီနင်းကတော့တချို့တို့ဒီတော့ပြစ်မှာဆိုလို့ရှိရင်လည်းပဲဟိုလာတာလည်းများတယ်လို့အပြစ်မှာလည်းတုံးတာလည်းများပါတယ်။ဟိုတခြားဟန်ဂျာကြီးလည်းတုံးတာတော့များတယ်ပေါ့နော်။ဒါပေမဲ့ဒီဟာလေးကကြတော့နေ့စဉ်မှာတချို့တို့တုံးနေတဲ့ထဲမှာတော်တော်များများပါတယ်ဆိုတော့ရှာလေးတော့ကြည့်ထားသေးရှင်နေပေါ့။အဲဒါကြောင့်မလို့ဗီဒီယိုလေးကိုကြည့်ပြီးတော့အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်လည်းရတော့ဘုန်းချေတို့ဒီ Facebook page လေးနဲ့ချေရဲ့ဒီ YouTube လေးကို subscribe မလုပ်ရသေးတဲ့ကလေးတွေလုပ်ပေးကြပါလို့ ပြောပြီးရောရှယ်ရိုဗီဒီယိုလေးကိုဒီမှာပဲရက်ပြီးရောနောက်ဗီဒီယိုမှာရှယ်ရိုတခြားဟန်ကြလေးတွေနဲ့ပြင်ပြီးရောရှယ်ရိုတင်ကြမယ်ဒါပဲเนาะအဲ့ဒါဆိုလို့ရှိရင်ရောရပုံအညုံ